လူတယောက်ကတရက်ကုန်လေကွာ2000 3000ရှာနိုင်တယ်ဆိုလို့ရှင်အဲ့2000 3000နဲ့မှမအခုဆိုစားစရိတ်တရားကြီးတယ်ဆိုတော့လေကိုယ့်ရစားစရိတ်ကိုနှုတ်လိုက်လို့ရှင်2000 3000ဝင်တဲ့သူက9000နဲ့လောက်အောင်စားနိုင်လို့ရှင်ဒါရှင်းဆုံးပြောမယ်ဆိုကိုယ့်ရလုပ်ငန်းကကိုလုံးနေတဲ့အလုပ်ကအကျိုးရှိရလို့ပြောမယ်9000နဲ့လောက်အောင်စားရမယ်ကျန်တာစုနိုင်တယ်ဆိုရင်ပြောတာ9000နဲ့တော့လောက်အောင်စားတဲ့ကိုဝင်းကိုတော့မတတ်ထားဘူးဒါပေမဲ့ကိုဝင်းနဲ့ဝင်ကိုရ3000ဆိုလို့ရှင်ဒီဝင်ငွေ3000 ကိုကြော်လွန်ပြီးမှ9000တသိန်းဖြုံးကျင်နေတယ်ဖြုံးနိုင်တဲ့ဖြုံးနေတဲ့ငွေထွက်ပေါက်ရှိနေပြီဆိုလို့ရှင်ဒီလူကအစမပြေတော့ခုကမှကျမရှိမှဆင်းနေတဲ့ဒလီလင်မယားအဆန်တည်းကို5000ဝင်တယ်ဝင်တဲ့5000ကိုလောင်းထဲမှာဖြုံးလိုက်တယ်ဟောလောင်းထဲမှာဖြုံးလိုက်တဲ့ခါကျတော့တစ်ခါဖြုံးတော့မသိတာသေးဘူးနှစ်ခါသုံးခါလေးငါးခါဖြုံးလိုက်တော့ဘဝအတွက်ထိခိုက်လာတယ်ဘဝအတွက်ထိခိုက်လာတော့မိသားစုနဲ့အမြင်မကြည်တော့ဘူးလုပ်ငန်းခွင်ထဲမှာလည်းမကြည်လင်တော့ဘူး နော်ဒီစိတ်แท้อ่ะလဲခံစားချက်တွေမကောင်းတော့တယ်လို့မျိုးဒီရုပ်ရည်အတွင်ပြင်လက္ခဏာမှာလဲအဆင်ပြေနေတဲ့ပုံစံမပြတော့ဘူးအများကြီးညိုးငယ်မှုန်မိုင်းပြီးတော့ဟိုသူတို့ရဲ့ဒီသွားရမဲ့လမ်းကြောင်းတွေလဲလွဲနေပြီပေါ့နော်အဲ့လိုမျိုးအဲ့လိုဖြစ်လာအဲ့လိုဖြစ်လာပဲနော်အဲ့လိုဖြစ်လာတယ်အဲ့ဆိုဘာလို့ရမလဲဆိုတော့လူကကျမတို့ခနာကိုယ်ရဲ့အတွက်လိုအပ်လို့အစာတောက်အဟာရစားရမယ်ဆိုကြီးကြီးပြူပြူနဲ့စားတဲ့နော်ကြီးကြီးပြူပြူနဲ့စားတဲ့နဲ့ဘယ်နေရာမှာချုပ်ပြရမလဲဆိုရင် မလို့ရတယ်မဝယ်နဲ့သူများဝယ်တိုင်းလိုက်မဝယ်နဲ့လောကကြီးမှာထွက်နေတဲ့ပစ္စည်းအများကြီးထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းအများကြီးနော်သူများက ရွှေကြည်တို့ပိုးကြိတ်ကိုနှစ်သိန်းသုံးသိန်းပေးပြီးမှဝတ်တင်လို့ဝတ်နေတဲ့အချိန်မှာကိုကဒီလိုစပန်းနဲ့နေလို့ရတယ်ဆိုစပန်းနဲ့ပဲနေနော်စပန်းနဲ့နေလို့ရတယ်ပိုးကြီးကြိတ်နဲ့စပန်းနဲ့နေထားခြင်းမတူဘူးဒါပေမဲ့သူ့နေရာနဲ့သူအသုံးဝင်တယ် သူ့သူပိုးကြီးကြီးဝေးရမဲ့သူကအခမ်းအနားတက်မဲ့သူသို့မဟုတ်ရင်ဟိုအပိုင်းဝိုင်းထဲမှာဟိုကျင်လယ်လက်သွားရမဲ့သူဒါမျိုးကစပတ်နဲ့သွားလို့မရဘူးလေအဲ့တော့ပိုးကြီးကြီးလို့ပိုးကစပတ်မယ်နေတယ်ဝင်နေမယ်နေမှာသူများပိုးကြီးကြီးဝတ်လို့လိုက်ဝတ်တာမျိုးလိုက်ဝယ်တာမျိုးမဖြစ်သင့်ဘူးတငယ်ချင်းတယောက်ကြုံဘူးရဲ့သူ့လားစာတလားတသိန်းခွဲလောက်ပဲနော်တသိန်းခွဲလောက်ပဲဝင်နေတဲ့အချိန်တသိန်းခွဲလောက်ပဲဝင်နေတဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့သူများ LV brand တွေဝယ်တာဝယ်တဲ့အချိန်မှာ ဟာအားချလိုက်တာဝယ်ခြင်းလိုက်တာဘာလို့လဲသူများ LV brand ဝယ်နေတယ်ဆိုတာသိန်းရာထောင်ချီပြီးအပေါ်ရှိလို့ပဆိုင်လုံးကိုသိန်း300ပေးမှဝယ်ရလေဘာလို့လဲကိုနဲ့မဆိုင်ဘူးလေဟမ်ကိုနဲ့မဆိုင်ရင်မပြောနဲ့မဝယ်နဲ့နော်ပုပ်ကိုကိုရေပွဲလားကင်းမွန်လားကနန်းလားပြည်ကြီးငားလားတိအောင်စူးစားတိအောင်နေနော်ဟုတ်ပြီလားအပေါ်သုံးရင်နော်ခွေးဖြစ်မှာပဲ เนาะဒီမမပြောသွားတဲ့စကားတွေကလည်းအရန်ကိုအမှန်ကန်တယ်လို့ညီမကလည်းယူဆပါတယ်ရှင်အခုလိုခေတ်ကာလမျိုးမှာအဆဆရရပေါ့เนาะတေချာငွေကြီးကိုစီမံခန့်ခွဲနိုင်မှသာတော့ကကြောက်မလို့ယူဆပါတယ်မိတ်ဆွေတို့ရဲ့အမြင်လည်းကိုမန့်ပေးခဲ့လို့ရပါရှင်